ဒီမီဒီယာများမေးမြန်းနေတဲ့ကျွန်တို့ TNL ကတင်လိုက်တဲ့အဲတရုတ်ကြက်ချင်ညင်တန်းပြစ်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရာနေတဆင့်ဆက်သွဲပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။အားလုံးကလည်းဒီလိုပဲဆက်သွဲဆောင်ရွက်နေကြဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့ အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တော်တို့ဖြစ်စဉ်နေရာ ဖြစ်စဉ်နေရာလဲနောင်ချုံမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒီနေရာမှာလဲဒီတပ်မတော်နဲ့ TNL အကြမ်းဖက်တောင်းချမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာတွေကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီ ဖြစ်စဉ်မှာဧပြီလ၁ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါတယ်လို့ပြောပါတယ်လာတာကို တွေ့ရပါတယ်အုံဒီယာနာမှာကျွန်တော်တို့အဲတမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်တမ်တော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာ တားစီးပါတယ်တားစီးလို့မရပါဘူးဒါမီတာတရာလောက် ်မီတာ200လောက်အကွာကအတိုင်းမီးထိုးပြီးဓာစီတယ်ဓာစီလို့မြောင်မီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက် ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပေးသိရပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့တာကအာဒီဖြစ်စဉ်မတိုင်ပေါ့ပေါ့နော်ဒီဖြစ်စဉ်မတိုင်မှာလဲအဲ့ကုန်းလမ်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့ရှိပါတယ် Blue Sky ကူညီကယ်ဆယ်ရေးအသင်းဖြစ်ပါတယ်အဲဒီအသင်းကနိုင်ငံတကာမှာလည်းလိုက်ပြီးကူညီနေတဲ့အသင်းဖြစ်ပါတယ်အဲဒီ Blue Sky ကူညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့ကမက်စလ31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မက်စလ31ရက်နေ့ည10:00နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ရှိခဲ့တယ် 16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန်ရဲကင်းစွာ ရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာက နိုင်ငံတကာကူညီကြေးဈေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအတိပေးရတဲ့အကြောင်းကြားရတာလေကျွန်တော်တို့မြန်မာနိုင်ငံမှာခုချိန်မှာဒါကူညီကြေးဈေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်တောင်းချမှုအန္တရာယ်လည်းရှိပါသေးတယ်အဒီပေါ်မှာနိုင်ငံရေးအမြတ်ထုတ်လို့တဲ့အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်ဒါတွေကိုကျွန်တော်တို့ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေရတာဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့တမ်တော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါမေးမြန်းနေပါတယ်တချို့ပုံတွေမှာတက်လာတူလာလို့မယ်ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကားတွေပါပဲမြန်မာနိုင်ငံနံပါတ်တွေနဲ့ကားတွေပဲဖြစ်တာ ው ဒီတရုတ်ကျက်စင်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကကုန်ကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်ဒါပဲပြောပြော မြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ကျိုတင်အကြောင်းကြားခြင်းဤနိုင်ခြင်းများ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိ တရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေချောင်းကနေကူညီထောက်ပံ့မှုလေ53စီးရောက်ရှိပြီဖြစ်ပါတယ်ကယ်ဆေးရေးဝန်ထမ်းပေါင်း1519ဦးရောက်ရှိပြီမြန်မာနိုင်ငံမှာကယ်ဆေးလုပ်ငန်းများဆောင်ရွက်နေပါတယ်ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆေးရေးပစ္စည်းတန်ချိန် 495တန်းသော ရောက်ရှိပြီးဖြစ်ပါတယ်။ကုန်လမ်းရေလမ်းဝင်ရောက်နေမှုနဲ့တရုတ်နိုင်ငံခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ကူညီကယ်ဆယ်ရေးအခွဲအားကား6စင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနားီမထိုးခင်မှာရောက်ရှိပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လေရှိပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းကနေတမောနှစင်းဆေးလုပ်ပြီးထောက်ပံ့ရေးပစ္စည်းများဆောင်ရွက်လေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နော်ဒီပြမီဒီယာတွေ နိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကို အထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သဘာဝဘေးဒဏ်ကိုအစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်းဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် နောင်ချိုတွင်ကြိုတင်အကြောင်းကြားထားခြင်းမရှိ၍တရုတ်ကျက်ချီနီအသိန်းကူညီရေးရင်နှန်းကိုစစ်တပ်ကပြစ်ခတ်တာစီခဲ့ဟုအကြမ်းဖက်ဆောင်မင်းထွန်းဝန်ခံရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တွင်တရုတ်ကျက်ချီနီအသိန်း၏ကူညီရေးရင်နှန်းကိုကြိုတင်သတင်းပေးပို့ထားခြင်းမရှိ၍စစ်တပ်ကပြစ်ခတ်တာစီခဲ့ကြောင်းစစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဆောင်မင်းထွန်းကဝန်ခံပြောဆိုလိုက်ပြီး ဧပြီလ၁ရက်နေ့ညနေ9:30နာရီ30မိနစ်အချိန်နောင်ချိုမြို့နယ်အုံမတီကျေးရွာအနီးသို့ရောက်ရှိလာသောတရုတ်ကျက်ချင်းဤအသင်း၏ကုညီကယ်ဆယ်ရေးရင်နှန်းကိုပြစ်ခတ်တားဆီးခဲ့ကြောင်းအဆိုပါရင်နှန်းသည်ဝင်ရောက်မည်ကိုကြိုတင်ကြောင်းကြားထားခြင်းမရှိကြောင်းငင်းကဆိုသည်အခုဖြစ်ခဲ့တဲ့အဖွဲအနေနဲ့မြန်မာနိုင်ငံကိုရောတပ်ဆိုင်ရာစစ်တမ်းရုံးကိုရောအကြောင်းကြားထားခြင်းမရှိဘူးဆိုတာပထမဦးစွာသိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ဖြစ်တဲ့နေရာကတော့နောင်ချိုမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ် ဲ့ဒီနေရာမှာလည်းတက်မတော်နဲ့ DNA တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေတာကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်ဖြစ်စဉ်မှာဧပြီလ၁ရက်နေ့ည9:00နာရီခွဲလောက်မှာနောင်ချိုဘက်ကနေပြီးရင်နန်းကိုစီးလောက်ပါတယ်လို့ပြောပါတယ်။အုံမတီးရွာနာမှာကျွန်တော်တို့တက်မတော်လုံခြုံရေးအဖွဲ့ရှိပါတယ်။တက်မတော်လုံခြုံရေးအဖွဲ့အနေနဲ့ဒီရင်နန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။တားစီလို့မရတဲ့အခါမှာမီတာတရအကွာလောက်ကလေးကမီထိုးပြီးတော့တားစီတယ်မီတာတရလောက်မှာတော့မိုးပေါ်ထောင်ပြီးတနက်၃ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါဗျ။ ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့အကြံဖြင်းသိရပါတယ်ကားတွေကမြန်မာနိုင်ငံနံပါတ်တွေရဲ့ကားတွေပဲဖြစ်ပါတယ်ဟုအကြံဖက်ဆုံးမင်းထွန်းကဝန်ခံသည်